ညာသမားတော့နုညာလှုပ်လို့ကတော့ကိုဘူးသူမဆိုပါကိုဝါနာပါတဲ့လှုပ်လို့ရရင်ပြောတာပါပဲကိုခဏလားလောက်ဆေးဦးမှာတိတ်မိွာကိုဘုံပြေးရလွယ်ပြီးတော့ကျန်တာဘူးမှမသိဘာမှတိတိမရဘူးအဲ့လိုအဲ့ဒါတော့ဆန်းတာပဲဒါတပင်းကလှုပ်လို့လည်းမရဘူးသူကလည်းဖြစ်နေဒီယောဂမျိုးကတော့တယောက်ဖြစ်ရင်မိသားစုလုံးဆင်းရဲကိုဆင်းရဲစိတ်ပင်ပန်းလူပင်ပန်းလူကုန်ငွေကုန်အကုန်ဖြစ်တဲ့ယောဂမျိုးပဲဒါကြောင့်တိတိထားကြပါလို့ ကောခုနလားလောက်ဆေးဟိုမှာတိတ်မိွာဟိုဘုံပြရလွယ်ပြီးတော့ကျန်တာဘူးမှမသိဘာမှတိတိမရအောင်အဲ့လိုဟုတ်တယ်အဲ့ဒါတော့ဇာနာပဲဒါတိပင်းကလောက်လို့လည်းမရအောင်သူကဒီဖြစ်နေမျိုးသမီးကကိုဘယ်လောက်ကြည့်ထောက်မှတော့အတူကတိုင်ငံလုတ်ပေးတာလူငယ်မျိုးတော့ရှိရောသမီးရရှိသမီးကတော့အတူနေတာမဟုတ်တဲ့အခါကျတော့သူလည်းသူ့အိမ်လုံးကိစ္စနဲ့ဒါမှသူလည်းဒီမှာပြင်မလာပါပဲဒီယောဂမျိုးကတော့တယောက်ဖြစ်ရင်မိသားစုလုံး အကုန်လုံးစစ်စင်းရဲ့ကိုစင်းရဲ့စိတ်ပင်ပန်းလူပင်ပန်းလူကုန်ငွေကုန်အကုန်ဖြစ်တဲ့ယောဂါမျိုးပဲဒါကြောင့်တည်တည်ထားကြပါလို့အားလုံးအဲ့တော့ခေါ်ပြမယ်ရမယ်အဲ့တော့ပြောလို့မရတော့ပြောလို့မရဘူးကျေးဇူးတက်အထူးတန်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဒိတ်အရက်တော့လို့ရင်းနှင်းဆွဲပြီးဘိုက်ထဲရေထုတ်ထားတာကိုဆရာဝန်ကားကိုပြောရဲနေခေါင်းသွားပြီတောက်တော့တောက်ရရပြီလေနော် အခုပြန်တော့လုပ်နေပြီသူနေတော်လည်းအခုပြန်သွားတော့မယ်ဟိုပြီးခဲ့တဲ့လားတွေလားတွေကတော့နေရလာခေါ်တာလည်းမသွားနိုင်ဘူးမလိုက်နိုင်ဘူးပေါ့နော်ဘာလို့ဒီကဆောင်းနေရလည်းမလှုပ်ဘူးအခုတော့သွားလို့ရပြီသွားတော့မယ်ပြန်ဇာကားလည်းပြန်လုပ်တော့မယ်နောက်ကုတ်ဘလော့လေး believe it or not ညောင်ညောင်တော့မယ်အဲဟိုရုံတော်ရှိမြုံတော်ရှိအဲ့ဒါလေးပေါ့နော်ဒီနေ့ဆိုရင်သွားရလာတာစတူဒီယိုကနေပြီးတော့တင်းပြန်ရိုက်ပါ ူသူတို့ဆိုတော့စီတူမှာရိုက်ရပြီးတော့ကြံကြံပြောမှာဟားကြကြဟိုဟာကြတဲ့အကြောင်းပရလောကအကြောင်းဒီရကြဒီနေ့ရိုက်လာတာကြတော့ဟိုရည်စရာဘောဟာတာလေးတွေပေါ့ကွာတက်လုံးကြီးတော့မဟုတ်ဘူးရှိကြည့်ပြီးတော့သဘောကြမယ်ရည်မိုးလို့ဥစ္စာတို့ပြပါလေဟိုတလောကလည်းပွဲတစ်ခုတော့လွ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 လိုက်တည်တယ်အင်ဂျင်နီယာတွေလည်းရက်ဖြစ်ပါတယ်ဒါပေမဲ့တက်တက်သားသားဘယ်မှမမလုံနိုင်တာပါအခုတော့တော်တော်လေးပြေလာတယ်တော်တော်ကောင်းလာတယ်ရှင်လန်းပါတယ် လုပ်ကလေးလိုရတာစိတ်ကတော့နည်းနည်းအမှုညာသမားဆိုအမှုညာလို့လို့ကတော့ကိုဘူးမဆိုပါကိုဝါနာပါတဲ့လို့လို့ရပြောတာပါပဲဒီတိုင်းပါပဲ။အော်ကိုဒီကောင်အားလုံးတို့ကြိုးစားနေပါတယ်။လူကြီးမောကြရီရောဇက်လန်းနေရောအကုန်လုံးပြန်ပြီးတော့ကြိုးစားပြီးတော့လုပ်ပါမယ်။အခုစတဲ့ပြန်တော့နေပါပြီ။ကျေးဇူးပါတယ်။